အမားတဲ့အမေစုကြတော့အမှုတွေနဲ့တရားစွဲလို့ရတယ်တဲ့ဦးမင်းအောင်လိုင်းကိုကြတော့အမှုတွေရှိတာတော့တရားစွဲလို့မရဘူးရောတဲ့အမသီးတလောက်လေးရှင်းပြပေးပါလားတဲ့ဒေါန်ဆန်းစုကြည်ကိုအမှုတွေနဲ့တရားစွဲရဲဆိုတာတတ်သေးတာတကားတွေလူတတ်သေးပစ္စည်းတတ်သေးအားလုံးခိုင်လုံးတဲ့အတွက်တရားစွဲလိုက်တယ်ပေါ့နော်ဒေါန်ဆုံးကြည်ရှင်ဆိုင်လဲတဲ့အမှုပေါင်း16မှုတောင်ရှိရဲ့ရှင်နိုင်ငံတော်သစ္စာဖောက်မှုလည်းပါတယ်အခရီးမှုလည်းပါတယ်ဒေါခရီဖောင်ဒေးရှင်းကနေပြီးတော့ညီညီယူထားတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေဒေါ်လာတွေရွှေတုံးတွေအဲ့ကိစ္စအားလုံးပါတယ်တက်တေတွေအားလုံးခိုင်လုံတဲ့အတွက် လူသက်တေကတော့အားလုံးသိရတဲ့အတိုင်းပဲဥဖြိုးမင်းသိန်းကိုတိုင်းထွက်ဆိုထားပါဘောနော်ဒီတော့သူ့သက်တေစကားလုံးနဲ့အတွက်အမှုဆွဲလိုက်တယ်ဆိုတော့ဥမေးအောင်လိုင်းနဲ့ပတ်သက်ပြီးတော့အမှုတွေရှိရတာနဲ့ဆိုတာဘာမှုတွေရှိတာကိုပြောချင်တာလေတော့ကျွန်မမသိဘူးရှင့်လူချင်းမရဥမေးလိုင်းပေါ်မှာတန်တရားတွေနဲ့ပေါ့နော်အမှုရှိတယ်လို့ထင်နေဆိုရင်လူချင်းမသက်တေရှာပြီးတရားဆွဲလိုက်လေမြန်မာနိုင်ငံကတရားရုံးတရားမဆွဲချင်ဘူးဆိုရင်လည်းနိုင်ငံကြမှာသွားဆွဲပေါ့ရှင်းရှင်းလေးကျွန်မပြောတာနော်ကျွန်မကဘာမှလိုင်းမင်းနေကြလည်းမလို့ဘူးကျွန်မပြောတယ်ရှင်းရှင်းလေးမြန်မာနိုင်ငံမှာဖြစ်ဖြစ်ကမ္ဘာမှာဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ် လူတယောက်ကိုအမှုဆွဲခြင်းနဲ့တရားဆွဲခြင်းလို့ရှင်တက်သေးတာတကစုံလင်စွာရှိရဲဆိုဆွဲကြိုက်တဲ့နေရာမှာဆွဲကြိုက်တယ်လို့ဆွဲရှင်ကျွန်မအဲ့ဒါလေးပဲကြံပြုတ်ချင်ပါတယ်အခုဥမင်းအွန်လိုင်းကိုတရားဆွဲတဲ့အလုပ်ရက်တွေ ICC တို့ ICJ တို့လောက်ကြရလေဘာများအကျိုးဖြစ်ထွန်းလို့လဲဘာကြောင့်လို့ထင်ပါသလဲတချို့အရာတွေကလူချင်းမင်းတော့အမှုလို့ထင်တယ်ဆိုတော့အမှုမဟုတ်ဘူးရှင်နိုင်ငံတော်ကာကွယ်တဲ့ကိစ္စတွေနိုင်ငံတော်အတွက်ကိုလှုပ်ဆောင်တဲ့ကိစ္စတွေကအမှုတွေမဟုတ်ဘူးရှင်နိုင်ငံတော်ကာကွယ်ဆောက်ရှောက်ခြင်းမှာကျူးလွန်တဲ့ပြစ်မှုတစ်ခုမှမရှိဘူးအဲ့ဒါလေးလည်းကောင်းတယ်မှာမှတ်ထားပါဘောနော် ကိုမုံနေဆိုတာနဲ့ဒီလူအမှုစင်ကြီးတရားစွဲလို့ရအောင်လို့ကိုမုံနေသူကလည်းပော့တေးသေးမဟုတ်တော့လည်းခတ်တယ်လေအဲ့ဒါလေးကိုကောင်းတယ်မှမှတ်တာပေါ့ရှင်ကျမတို့တော့တလောက်ပဲရှင်းပြနိုင်နေရှင်ကျန်တာတော့ကိုယ့်အကူပဲဆက်လက်ပြီးတော့စဉ်းစားဆင်ခြင်ကြည့်ပေါ့ရှင်